စာပေဟောပြောပွဲမြန်မာနိုင်ငံမှာစတင်တရေတီလာပုံကိုပြန်ကြည့်ရင်သိတ်စိတ်ဝင်စားစရာကောင်းတယ်နောက်ခံစားလမ်းရှိတယ်ဗျ true story ကျွန်တော်စာရေးဖတ်မြန်မာနိုင်ငံစာပေစာနယ်ဇင်းကလည်းအဲ့ဒီအကြောင်းလေးကိုရေးထားတာရှိတယ်ဆရာတိုက်ဆိုးလို့ရဲ့ဖတ်တန်းတွေမှာအဲ့ဒါပါတယ်ဓာတ်ပုံတွေလည်းတကွာပါတယ်ကျွန်တော်တို့1939ခုနှစ်လောက် အင်္ဂလိပ်စာရေးဆရာကြီးအမေရိကန်စာရေးဆရာကြီး H.G. Wells သိပ္ပံဝတ္ထုတွေရေးတဲ့ H.G. Wells ကဘာလှဲ့ဩစတြေးလျကိုတွားရင်းနဲ့ဗမာပြည်ကိုလမ်းကြောင်လို့လမ်းကြုံလို့ဆိုသူကဝင်လာတယ်ကျွန်တော်လည်းစဉ်းစားမရဘဲနဲ့ဩစတြေးလျသွားဗမာပြည်လို့လမ်းကြုံလည်းမသိရန်ကုန်ရောက်တယ်သူ့မိတ်ဆွေတယောက်ကအင်္ဂလိပ်အိန္ဒိယန်ကာဗျာတယောက်ကသူ့အသားလေးတဲဖို့ခိုးထားတယ် H.G. Wells ရောက်လာကြောင်ဘာမှအသိမပေးဘူးဒါပေမဲ့သတင်းကတဖြည်းဖြည်းပေါက်ကြားသွားပြီဟာ ဆိုင်ရင်ဆိုင် HG1 ရောက်လာတဲ့ပိတ်ပါဝတ္ထုဆိုင်ရင်ဆိုင်ကဘာကျော်ကြီးဗျဟေ့တို့မြန်မာပြည်ကဆိုင်ရင်ဆိုင်တွေသူ့ကိုဂုံပြုတ်ပြီးလက်ဖက်ရည်ဝဲလေးနဲ့တက်ခင်းအဲ့ခံကြရအောင်ဆိုပြီးတော့ရန်ကုန်အင်းရကန်လှေလော်အသင်းရှိဘုတ်ကလပ်ပေါ့ဗျအဲ့မှာ HG1 ကိုလက်ဖက်ရည်ဝဲနဲ့အဲ့ခံတယ်အငိမ့်နေပါရင်တီးလုံးနေပတ်တလားပဲအဲ့ဒီမှာရခင်ရခင်ကမစုမိကြတဲ့ဆိုင်ရင်ဆိုင်တွေစုမိသွားတယ်အယောက်40ကျော်ထားတော့ပြောကျင်တာကအဓိကအချက်က အဲ့ရှူရဲ့အခန်းနဲ့ပွဲမှာမင်းကလေးနှစ်ယောက်ပါလာအမျိုးသမီးများရဲ့စွမ်းဆောင်ရည်ကိုကျွန်တော် honor လုပ်တာပါ credit ပေးနေတာဇာရေးဆရာမလေးနှစ်ယောက်ပါလာတယ်ဘာလို့လဲဆိုတော့တယောက်ကဒဂုံခင်ခင်လေးတယောက်ကခင်မျိုးချစ်ငယ်ငယ်လေးပေါ့ဗျာ1998ခုနှစ်မှာဆုံးတယ်ကျွန်တော် godmother အဲ့ဒီခင်မျိုးချစ်ဇာရေးဆရာမလေးဒဂုံခင်ခင်လေးဇာရေးဆရာမလေးယောက်ျားကြီးတွေမှာသူတို့နှစ်ယောက်ပဲပါလာဒေါက်တာလုစ်တို့ဘာလို့ပါတယ်တော့ဒီလိုဥပချိုးပါအကုန်ပါတယ်ဟာအဲ့ဒီမှာတွေ့တော့ ခင်မျိုးချစ်ကဘာလို့လဲလဲဆိုတော့ခင်မျိုးချစ်ဆိုကျွန်တော်ကလောင်နာမည်အနေနဲ့ပြောတာခင်မျိုးချစ်ကလေးကတို့ချင်ငယ်လေးကအတွင်းဝန်ရုံးမှာဆန္ဒပြတဲ့အခါမှာဗြိတိရှ်နယ်ချက်ရဲ့လက်ပါးစီစစ်ပလိတ်တွေကမြင်းစီပလိတ်တွေကရိုက်လို့ကိုအောင်ကျော်ကြဆုံးသွားတယ်ဘိုးအောင်ကျော်အာဇာနည်ဖြစ်တယ်အဲ့ဒီဘိုးအောင်ကျော်ရိုက်တဲ့ဓာတ်ပုံလေးကြောင်းသားတွေကိုမြင်းစီပလိတ်တွေကနင်းတာနမတ်ထုတ်နဲ့ရိုက်တာသွေးထွက်တန်ရုံဖြစ်တာရိုးရိုးဖြစ်တာတရားအဲ့လိုငိမ့်ညမ်းစွာဆန္ဒပြတော့အဲ့လိုရိုက်ခွဲတဲ့ ဗိတိရှငယ်ချက်ရဲ့စစ်ပလိတ်တွေကအဲ့ဓာတ်ပုံတွေသတင်းတွေမှတ်တမ်းတွေစောင်းမတွေအကုန်စုပြီးတော့သတင်းစာဖြတ်ပိုင်းတွေဒေါခင်မျိုးချစ်က HUL တဲ့ထည့်လိုက်စာရင်းနဲ့ပိတ်ပြီးပြီးတော့ပြောပြတယ်အဲ့ထဲမှာမကြသေးရင်ကဖြစ်ထားတဲ့ကိစ္စပါတယ်ရှင်တို့အင်္ဂလိပ်တွေဗိတိရှငယ်ချက်တွေအစိုးရတွေလှုပ်ထားဖို့ HUL ကပြန်သွားတယ်အဲ့ဒါဖတ်လိုက်ရတော့ Morning Chronicle ဆိုတဲ့သတင်းစာကြီးထဲမှာ HUL က Trouble in Burma ဆိုပြီးတော့စောင်းမတစ်ပုဒ်ရေးလိုက်တယ် အရှိဝဲရေးတဲ့ဆောင်းပါးဆိုတော့တကဘာလုံးဖားတယ်မြန်မာပြည်မှာဗြိတိရှားအစိုးရဘလောက်ရက်ဆက်နေတယ်ဆိုတာအဲ့လိုဘောင်းညောကြဆိုတကဘာလုံးသိသွားတယ်ခင်မျိုးချစ်ပေးလိုက်တဲ့စာရေးကလေး MP3 မဟုတ်ဘူးအင်တာနက်မဟုတ်ဘူးတယ်လီဖုန်းမရှိသေးဘူးဒီလိုလေးပေးတာပြန့်ထွက်သွားတယ် WikiLeaks မပေါ်သေးဘူးတခါတဲ့အဲ့ဒီ connection လေးအဲ့ဒါလေးယူပြီးတော့တခါတဲ့လုတ်ထိတ်တာကဘာသိသွားတယ်ဗြိတိရှားအစိုးရရှက်သွားတယ်ထားတော့ အဲ့ဒီဆိုင်ဆရာတွေစုမိဆောင်းမိတာကိုတစုတို့ကြီးတွေ့ရတာကိုသဘောကျပြီးတော့တို့ဆိုင်ဆရာတွေအဲ့လိုပဲနောက်ဆုံညဆုံညရအောင်ဆိုပြီးတော့နောက်ထပ်၄နှစ်လောက်ကြာတဲ့ခါကျတော့ဆုံမှုအကြောင်းဖြစ်လာတယ်။သို့တော်လည်းဂျပန်ခေတ်ဆိုတော့စာအုပ်ကမထုတ်ရအောင်ဆိုင်ဆရာတွေကဘဲမှလည်းမသွားရအောင်။ဘာဟောပြောပဲဘာမှမရှိဘူးအဲ့ကောင်။အဲ့တော့ဘာဖြစ်လဲဆိုတော့ကွန်းညာဘုံမြို့မှာပညာတကွန်အသင်းဆိုတာရှိတယ်။ဥက္ကဋ္ဌကဆရာမင်းတို့ဘုံ။ ဟေ့ဒုစာရေးဆရာတွေစာကိုလည်းမထုတ်အောင်စာလည်းမရအောင်စာပေလှုပ်ရှားမှုလည်းမရှိဘူးစာကြီးတဲ့တွေလည်းမရှိဘူးအဲ့တော့လှုပ်ရှားမှုတခုတော့လုပ်မယ်ဘာလုပ်မလဲပြတ်ဆက်ကဘာပြတ်ဆက်ကမလဲစလေဥပုံညာအကြောင်းပြတ်ဆက်ကမယ်ဟာရန်ကုန်ကပညာရုံအသင်းကိုအကြောင်းကြားရတယ်ပညာရုံအသင်းချုပ်ကြီးကပြန်ပြီးတော့အကြောင်းပြန်တယ်စလေဥပုံညာပြတ်ဆက်မကပါနဲ့ဘာကြောင့်လဲဆိုတော့ဥပုံညာကရင်အချုပ်တန်းဆရာဖေးကရတော့မယ်နတ်ရှင်တော်ကရတော့မယ် လှိုင်ထက်ခေါင်တွေကတော့မယ်ရှင်မရထသာကသာရကဝဉ္ကြီးပရိသရာဇာမြတ်ဘုရားဟာမကုံတော့ဘူးမြမတိုင်းမှာစာစုတွေဂုံပြူတယောက်တယောက်စီဂုံပြူကမ်းဆို365ရက်မလုံလောက်တော့ဘူးရဲ့တိုးတောင်ရှိနေတဲ့နေဝင်းမြင်ပြဆက်ခင်ခင်သူပြဆက်ရှိသေးရင်ပေါ့လေချီဦးညိုအကြောင်းပါ냐ပေါ့အဲ့လိုတယောက်တယောက်စီကိုနာမည်တက်ပြီးဘိုင်းလေးမလုံနဲ့အားလုံးကိုစာစုတွေပူဇော်တဲ့အနေနဲ့တို့စာစုတွေနေ့လောက်ကြရအောင်အစည်းအဝေးတွေလုပ်တယ် အဲ့ဒီမှာဂျန်လေကျော်ဥချင်မောင်က စာစုတော်နေ့လုံမယ်ဆိုရင်နော်ဒေါ်လာစန်းတဲနေကိုရွေးလိုက်ပါ။ဟောဆိုတော့နတ်ဒေါ်လာဒဇင်ဆောင်းရာသီဥသားရတယ်။အရင်တုန်းကမန္တလေးမှာစာပြန်ပွဲတွေလုပ်တယ်လား။စာစုနဲ့ပတ်သက်တယ်။ဟာဆရာတန်ခါတွေစာဘလောက်ရတယ်ဘနဝါရာစာပြီးတကသုံးမှုမနဲ့အာကုန်ဆောင်နိုင်တယ်။ဒီဘောမင်းတော်မအိမ်ရဟန်းဘွားနဲ့စာပြန်ကောင်းလို့အစုပြလိုက်နဲ့ညားတာဟုတ်တယ်သူ့မိရာဟာဒီကိုရင်လေးတော်တာဟာဒီဦးစင်းတော်တာဟာဟလား ဆိုပြီးတော့လူထွက်ခိုင်းပြီးသူ့သမီးနဲ့ပေးစားပြစ်တာအဲ့တော့စားတော်ရင်မစိုးဘူးနော်အဲ့ဒါရနိုင်တယ်ပြီးတော့ဒီဘောမင်းလို့တော့ဖြစ်မသွားစေနဲ့ပေါ့ဗျာနော်ကြောက်ရတာသူကအဲ့ဒီလိုနဲ့နော်ရဆန်းတရက်နေကိုစားစရော်နေ့ဆိုပြီးတော့ထားပြီးတော့1944ကစကျင်းပလာရတာစားစရော်နေ့စားပြီးဟောပြောဝဲတွေညာကြီးရှင်ဖြစ်ဆိုဝဲတွေဇဂေလူဝဲတွေတက်ကြီးပူဇော်ဝဲတွေအပြင်မှာပြဿကာသေးသဗျစဆိုင်ရင် ကတဲ့ပြတ်ဆက်ကဝိဇ္ဇယပြတ်ဆက်တဲ့ပြကျွန်တော်စောက်ထဲဖားတယ်။ဘာကြောင့်ဝိဇ္ဇယပြတ်ဆက်ကိုရွေးတယ်လဲဆိုတော့တိတ်လှတဲ့ရွေချက်ဗျာ။စဉ်းစားကြည့်လေ54ခုနေမှာ1044ဆိုတော့လွတ်လိုက်ရောက်ရ၄နှစ်ကျန်သေးတယ်လေလိုသေးတယ်လေ။နေချက်အောင်ပါလေ။သူများလည်းအောင်ပါလေကျွန်တော်တော့ဘောပါလေ။အဲ့ဒီမှာဘာပြီးတော့ဥဝိဇ္ဇယပြတ်ဆက်ဥပုံရရဲ့ဝိဇ္ဇယပြတ်ဆက်ဘာကြောင့်ကလဲဆိုတော့အလုံးသိပါလေ။ဝိဇ္ဇယမင်းသားကျွန်သိမ်းတထောင်နဲ့ကိုင်းပြီမှာစိုးကျင်တိုင်းစိုးနေဘယ်သူမှမလျှောက်ရဲဘူး။ ကြောက်နေကြတယ်ဘယင်းသားกว่าဆိုလှုပ်ရှင်လာလှုပ်လားဟာနောက်ကြမခံနိုင်တော့မူးမတ်တယ်လည်းအဲ့ဒါမမလျှောက်ရဘူးဘယင်းအရှင်သားတော်ကြီးဘယ်လိုဖြစ်မှာမပြောရဘူးကြိတ်ပြီးမြုံးကြအလိုလိုလိုပါဖြစ်မှာပေါ့နော်ပြည်သူလူတော်မခံနိုင်တော့ဟစ်တကန်လေးអော်ကြတာအရှင်သားတော်ဘူးစရာမင်းသားဟာအဲ့လိုဖြစ်နေပါပြီသိုးသွန်းနေတိုင်းပြည်လေပုပ်ပုံကြီးကျင်းနေပါပြီဆိုတော့မှမင်းကြီးကခေါ်တာလာခဲ့သားတော်မင်းတည့်ခံမင်းအဲ့လိုလုပ်တယ်ဆိုလုပ်တယ်ဘူးစရာမင်းသား လုတ်တယ်အပြစ်ခံရဲတယ်။ဒါပေမဲ့သားတော်တခုရှောက်ပြတယ်။ဟိုကကြောသားရင်သားမခွဲကြဘူး။မှားရင်မှားတယ်လို့ဆုံးပြတ်စီရင်တယ်ဆိုတဲ့မင်းကြီးရဲ့ image ကိုယူတာ။ဝိဇ္ဇာလည်းပြတ်သားလိုက်တာဗျာ။ကျွန်တော်စာလို့မရတော့ဥပုံညာပြတ်ဆက်တယ်မှာဒီမှာမြန်မာစာပိုင်နဲ့ဟိုရင်းနေရှိမှာပါနော်။ကျောင်းသူကျောင်းသားများဆရာဆရာမရှိပါဘူး။ပြန်ဖတ်ကြည့်ပါ။တိတ်ကောင်းတာကျွန်တော်နဘီနဲ့လင်္ကန်နဲ့ကြည့်ကျွန်တော်မရတော့ဝိဇ္ဇာမင်းကသူ့ခမဲတော်ကိုပြန်လျှောက်တဲ့စကားရှိတယ်။ကျွန်တော်လင်္ကန်လို့မရတော့အတိတ်ပဲတော့မှန်ပါဗျာတဲ့။ သားတော်ပြုပါလေဖရာအဲ့ဒီအမှုတွေစိုးသွမ်းနိုင်မှုတွေသို့တော့သားတော်အမှုတထောင်လောက်ပြုလာမှတခုသာလင်အဲ့ဒီမူးမတည်းရှောက်တင်ပါလေဖရာသူတို့ပါတရားစွဲပါသူတို့ပါတရားခံပါဗျာချထဲ့တာမင်းအဲ့လိုဆိုတတ်စီတို့မိဖုရားကြီးကရှောက်တော့နှင်ထိုးပလိုက်အဲ့ဒီအကွက်ဒီအဲ့ဒီအကွက်ဒီဝိဇ္ဇာပြဆက်ကနောက်နှစ်နတ်ရှင်တော်ကအာနောက်နှစ်ဘာကညာကပေါ့ရပြောကြတယ်ကျွန်တော်စာအုပ်ထဲလက်ဖားတယ်ဦးလေးတော်ရဆွေရှိတော့လဲကျွန်တော်ပြောသွားတယ်နတ်ရှင်တော်ကတော့ငါပါတယ်ကွာတယ်ဆရာတော်ရဆွေ ဟွန်းဦးလေးကဘလို့ပါလဲ။ तू ကချောချောလေးပချိုင်လေးနဲ့ဆိုတော့ကျွန်တော်ထင်တာပေါ့။ငါရှင်တော်လား။ပါလားပေါ့။မင်းငါပါတဲ့နေရာကွာဟိုပေါ်တူဂီဒီပရီတိုငစင်ငါရဲ့တပည့်ရဲ့နောက်လိုက်နေရာငါပါပင်လေဓမြ။အဲ့တော့ဦးလေးဘလို့ငါဒီပရီမျိုးလုံးကြီးတစ်ဖက်ပိတ်စီးထားပေါ့ဟဲ့ဒါဒီပဲပတ်ပြီးတော့တဲ့။ဦးလေးဘာကြောင့်အဲ့နေအာမင်းပင်လေဓမြပေါ်တူဂီဆိုပြီးတော့တကယ်အရက်အစ်စ်ကိုတိုက်တာကွာငါတို့တောက်လို့ရတယ်အဲ့မှာ။ဇက်ခုံတော်မှာချရသူရဲတဲ့ငါရဲတဲ့တန်းဆွေရဲတဲ့တင့်တယ်ရဲတဲ့ငါတို့ကပင်လေဓမြနောက်လိုက်တည်တဲ့။ ဒီဘရီတိုရဲ့ငစင်ငါရဲ့နောက်လိုက်တယ်အဲ့တော့ဦးလေးဘယ်နဲ့ပြတ်စားအောင်လဲဟမေ3ညကမှ2ညနဲ့ပြတ်သွားတယ်ကွာဟင်ဘာကြောင့်လဲဘလူပရိသတ်ပရိသတ်မလို့ငါကြောင့်လဲဟင်ဦးလေးကဘယ်နဲ့ကြောင့်မဟုတ်ဘူးငါဦးလေးကဘာတချင်းဆိုတချင်းဆိုလဲမငါဆိုပိုက်လဲတခုမှမရှိဘူးလေငါလုံးစရာအကွက်တခုမှမရှိဘူးလေငါအဲ့တော့အရက်တွေမူအောင်တောက်ဒုတိယညကြောင့်ထွက်လာပြီးတော့ဟိုမှာနတ်ရှင်တော်ကရာဇာဓာတုကလေးကမဖက်အောင်သူကဝင်ဖက်နမ်းပလိုက်တယ်ဓာတုကလေးကဒေါ်မင်းတို့ရယ်လေအဲ့တော့ပြည့်ရောအဲ့မှာ တတရညာမကနိုင်တော့အဲ့ဒါမျိုးတွေပေါ့အာနောက်နှစ်ဘာကဘာကဘာကပေါ့ဗျာနော်အဲ့မှာအဲ့လိုနဲ့55ခုနှစ်တိကတယ်နော်17နှစ်တိုင်တယ်ကကြတယ်စာစုတော်နေ့စာစုတော်ပွဲသိတ်ကိုကြည်နူးစရာအားရစရာကျွန်တော်တို့2009ခုနှစ်ကဒါလေးဒေါ်သန်းသန်းတို့လည်းရှိတော့ပြောပြပါအောင်မယ်နော်စင်ကာပူရောက်မြန်မာများကမြန်မာစာပေဟောပြပွဲလုပ်တယ် ကျွန်တော်ရဲ့ဟောဒီကျွန်တော်ရောက်ဖကိုနေဝင်းမြင့်ရဲ့ကျွန်တော်ရောက်ဖဆိုတာကသူ့နှမကျွန်တော်ယူလို့မဟုတ်ဘူးကျွန်တော်နှမခင်ခင်ထုပေးထားလို့မာခင်ထုလည်းကျွန်တော်ဘာမှမတော်ဘူးဒါပေမဲ့နှမမောင်နှမလို့ချက်တာမကျူးရဲ့ဟောပြောပွဲလို့ကြတော့အဲ့ဒီဟာကိုသူကစင်ကာပူကစာပေချစ်သူများဟာ TV ရိုက်အခွေရိုက်ဘယ်နဲ့ကဖြန့်ချလိုက်တာ ဘယ်လိုလုပ်ပြီးဘယ်လိုပြန်ပြီးဘယ်လောက်ထိဖြစ်သွားလဲမသိဘူးကျွန်တော်အခုကြားရတယ်ရန်ကုန်မြို့မှာတရားတိတ်ခွေရောင်းတဲ့ဆိုင်မှာကျွန်တော်စင်ကာပူခွေရောင်းနေတထောင်နဲ့တယ်အမဲကော်ပီရိုက်နေကျွန်တော်တော်တော်ချမ်းသာနေပြီကျွန်တော်နော်ဒီလည်းမသိဘူးအဲ့ဒီကနေပြန်သွားလိုက်တာဗျာ UAE နိုင်ငံမြန်မာတွေကစာပေဖက်လုပ်တယ်အခုမေလာထဲမှာ official နဲ့ဆရာဖေမင်းနဲ့ကိုရီးယားသွားပြီးတော့စာပေဖက်ဟောကြအောင်အမဲအော်စတြေးလျအစီအစဉ်ရှိနေတယ်ဟိုဟာပြုတ်ရင်မောင်စိုးရင်ပရိကုန်းနဲ့ကျွန်တော်နဲ့ဂျပန်သွားဟောဖို့ ကမ်းလှမ်းပြီးသားအဲ့ဆူနာမီဝင်သွားလို့ကံကောင်းလို့နော်ဟုတ်တယ်အဲ့ဒီလာပဲပြန့်သွားတာစာပြောရင်ကျင်းမှုဆိုတာရင်ကျင်းမှုတရားလို့ကိုထွန်းကားသွားတာဗျာတိတ်ချစ်စရာကောင်းလို့တကက်ကာချာတခုလို့ကိုဖြစ်သွားတယ်အဲ့မှာအဲ့လိုဖြစ်တော့ခန္ဓာကိုယ်နေဝင်ပြောလို့ပါပဲကျွန်တော်တို့မှာဘာဟုတ်မှမသိဖြစ်သွားတယ်အဲ့ဒါထဟုတ်လို့မရတော့အကုန်လုံးကကြည်ပြီးသားနောက်ထပ်ဆိုနေရာရောက်သွားရင်ဆရာစင်ကာပူလိုဟောမှလာအေးသွားပြီမလာတော့ဘူးဟဲ့ဟုတ်ပါဘူးဗျာ ကြိုးစားပြီးဟောပါမယ်2010တော့ဆိုကြုံရတာပြောမှာဒီဇင်ဘာလကလေးမြို့ချင်းပြည်နယ်နေသားဆရာတော်ဆိုတာဆရာတော်ကြီးတစ်ပါးရှိတယ်ရွယ်တော်ကောင်းပါသေးတယ်ပညာဒါန15နှစ်မြောက်ဆိုသူကနှစ်တိုင်းလုပ်ကျွန်တော်တို့က15နှစ်အခု16နှစ်ပေါ့အဲ့ဒီမှာ तू ကလူမှုရေးဘာညာအကုန်လုပ်ပြီးတဲ့ကလေးတွေတွေ့ရောပျော်ဝဲရှင်ဝဲတွေရောစာပေဟောပြောဝဲထည့်နှစ်ညပထမညဇာတိဆရာမကျွန်တော်ပါတယ်ဒုတိယညပထမတက်တာရင်နုမန္တလေး တတရားကကျွန်တော်နောက်ဆုံးအလဲကဘယ်သူလဲဆိုတော့ဆရာတော်လို့တာဥတုမင်္ဂလရင်နှုတ်ပြီးတော့ဥတုမင်္ဂလဥတုမင်္ဂလပြီးတော့ချီဦးကျူစဉ်းစားကြည့်အောင်ဗျာလောက်ဆရာတော်ဥတုမင်္ဂလဆိုတာသိတဲ့အတိုင်းပဲလေနိုင်ငံကျော်ကဘာကျော်ကြီးဟာဓမ္မပလင်းနေပါလေနဲ့ဟောပြီးတော့ခုနသီလာပေးဟောအာပြီးတော့အလုပ်ပေးတရားတော်ကမ္မထာနာစရိယဘယ်နဲ့ကဘာညာဟောဟာပြန်ကြွရွှေထီးတွေနဲ့30ရပါတယ်ဟာကျင်ညာကျွန်တော်သာဓုသာဓုပြီးတော့ကျွန်တော်လှည့်လေး ျွန်တော်လည်းကျတော့အဲ့ဒီတရားဟောပလင်ကြီးဖယ်လိုက်ရောဖယ်မှဖြစ်မော်တရားဟောပလင်လည်းကျွန်တော်လည်းပါဆိုင်လို့တော့နော်ကျွန်တော်တက်ရင်ကျွန်တော်လည်းမြောက်ကလေးဖြစ်မှာပေါ့ပလင်မောကဘာပြောမှမသိဘူးဗျာဆရာတော်ဥသူမင်္ဂလာအရှင်ဝါကြီးကနည်းလာမှမဟုတ်တာဟုတ်အဲ့တော့ကျွန်တော်လည်းခေယံဝရန်းနဲ့တက်ပြီးတော့ဘာဘယ်လိုနှုတ်ဆက်မှလည်းမသိတော့တကယ်ပါအဲ့လိုကိုထွက်သွားတာဥသူမင်္ဂလာပြီးတော့အခုဥချစ်မင်္ဂလာပေါ့ဗျာဆိုပြိဿဟမ်ကြောင်သွားတယ်ဗျာဟိုဒေအိုးပြီးတော့အောက်ကမီးပုံပေါ့ဗျာလို့ ဆက်ကြောင်သွားတယ်ကြောင်းတယ်သဘောပါလားဟဲ့လို့မိတော့ပါပါတယ်ဖရားတဲ့အဲ့ဒီချက်မှာโอเคသွားလားအဲ့လိုခေယံဝေဒနာလည်းတွေ့ရပါတယ်ကျွန်တော်ကနော်အခုကျွန်တော်သူ့သဘောပါလာကိုအဲ့လိုသုံးတယ်ဆိုတဲ့အတွက်ကြောင့်မို့ဥသူမင်္ဂလာကကျွန်တော်စိတ်ဝင်စားပြီးတော့တကာချစ်အခွေတွေဆိုပြီးတော့သူလိုက်ရှာနေရမယ်ကျွန်တော်ဟာသူပြန်သုံးမလားမသိဘူးနော်ဆရာတော်ချစ်ဖို့ကောင်းကြောက်ဖို့လည်းကောင်းတော့